စကိုင်းဒေးလေးကြည့်ရှုသူမိဘပြည်သူများမင်္ဂလာပါရှင်ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းအကြောင်းအရာကတော့မြန်မာနိုင်ငံအင်ချမ်းမြေဝန်ဆောင်မှုအသင်းထန်းတပင်မြို့နယ်မှာဩဂတာနေ့အလုံးမှုဆောင်များတွဲဆောင်ပွဲကျင်းပပြုလုပ်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်မြန်မာနိုင်ငံအင်ချမ်းမြေဝန်ဆောင်မှုအသင်းဘဟုဒေါ်မမှုအောင်ရဲ့ဦးဆောင်လမ်းညွှန်မှုနဲ့ထန်းတပင်အသင်းမြို့နယ်ဩဂတာမှကြည်မှုက အလုံးမှုဆောင်နေ့တွဲဆောင်ပွဲအခမ်းအနားကိုတော့ဒီကနေ့ မေလ16ရက်နနက်10:00နာရီကထန်းတပင်မြို့နယ် Royal Resort မှာကျင်းပပြုလုပ်ခဲ့ပါတယ်။ပထမဦးစွာထန်းတပင်မြို့နယ်အသင်းဥက္ကဋ္ဌဦးထွန်းမြင့်ကအဖွဲ့အမားစကားပြောကြားခဲ့ပြီးအသင်းဒုတိယဥက္ကဋ္ဌဦးကျော်ထေကကျေးဇူးတင်စကားပြောကြားခဲ့ပါတယ်။ အဲဒီနောက်မှာတော့မြို့နယ်တောင်လူလယ်သမားဖောင်ဒေးရှင်းမှာဥက္ကဋ္ဌဦးရန်လင်းအောင်မှမြေယာကိစ္စနဲ့ပတ်သက်ပြီးရှင်းလင်းပြောကြားခဲ့ကတင်းသူအတင်းသားများမှတိလိုတိများကိုမေးမြန်းခဲ့ပြီးမြို့နယ်အတင်းဥက္ကဋ္ဌမှပြန်လည်ဖြည့်ရှင်းတင်ပြခဲ့ပါတယ်ဆလဘီမြို့နယ်အသင်းဥက္ကဋ္ဌမှာအသင်းသူအသင်းသားများကိုဆက်ကော်မတီဖွဲ့စည်းပေးခဲ့ပြီး ဒီကနေ့ကျင်းပပြုလုပ်ခဲ့တဲ့မြို့နယ်အသင်းဥက္ကဋ္ဌနှင့်အလုံးမှုဆောင်များတွေ့ဆုံပွဲအခမ်းအနားအောင်မြင်စွာရုပ်သိမ်းခဲ့ပါတယ်။အခုလိုအလုံးမှုဆောင်များတွေ့ဆုံပွဲကိုနှစ်လတကြိမ်ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီးအသင်းသူအသင်းသားများအချင်းချင်းတွေ့ဆုံကအိမ်ချမ်းမြင်နှင့်ပတ်သက်တဲ့အကြောင်းအရာများဆွေးနွေးတိုင်မြင်ညှိနှိုင်းစေဖို့လုပ်ငန်းခွင်အတွင်အခက်အခဲများအတွေ့အကြုံများကိုတအုပ်နှစ်တအုပ်ပြန်လည်မျှဝေပေးနိုင်စေဖို့ အသင်းသူအသင်းသားများရင်းနှီးမှုရှိစေပြီးအသင်းတိုးတက်စေရေးအတွက်အကြံပြု ပေးနိုင်စေဖို့စာရာတွေကိုရည်ရွယ်ပြီးအခုလို တွဲဆောင်ပွဲကိုကျင်းပပြုလုပ်ရခြင်းဖြစ်တယ်လို့သိရပါတယ်ကျွန်တော်ထားရမျိုးနဲ့မှာကျွန်တော်နဲ့အတူပေါ့နော်အတင်းစားတွေကို တွဲဆောင်မလုပ်တာပါကျွန်တော်ရဲ့အတင်းသားသူအတင်းသားတွေကိုစီကန်းရှိရှိနဲ့ ရောင်းဝယ်ဖို့ဟိုလိုအပ်တဲ့လူမှုရေးဆက်ကော်မတီဗန္ဒာရေးဆက်ကော်မတီအရာမှုဆောင်တွေရွေးချယ်ပေးရင်းနဲ့ဘူကကျင်းပတဲ့တန်တန်းတွေကိုတက်ရောက်ဖို့ရန်လုပ်ပြခြင်းဖြစ်ပါတယ်ခင်ဗျာမြို့နယ်အသင်းအနေနဲ့ဆိုရင်စဖွဲ့တုန်းကအမှုဆောင်တွေနဲ့12ရောက်ပေါ့နော်အခုဆိုရင်အသင်းသား40လောက်ရှိသွားပါပြီ40လောက်ရှိရပုံမှာလည်းအသင်းဝင်တွေနဲ့နှစ်လတစ်ချိန်ပြည်ဆောင်ယင်းနီးဝဲလေးပေါ့နော်ကျွန်တော်ရဲ့အသင်းသားတွေစာချုပ်စာတမ်းဆုတ်တက်အောင်လိုအပ်တဲ့ ဥပဒေလေးတွေကိုတည်အောင်လို့ကျွန်တော်နေနဲ့ဒီလိုစီးပွားရေးလုပ်ကြပါနော်။ဟောဘဟုကဖွင့်လက်တဲ့ဆက်ကွန်ဆက်ချစ်ဆိုရင်ပတ်စဉ်60%ကိုကျွန်တော်မြို့နယ်ကအတင်းသားတွေအတင်းဝင်အသစ်တွေတက်ရောက်ဖို့ရန်ကျွန်တော်နေနဲ့စီးပွားလုပ်ရခြင်းဖြစ်ပါတယ်။ဟောကျွန်တော်နေနဲ့ထပ်မြို့နယ်မှာရှေ့ဆက်လှုပ်ဆောင်ရမယ်ဆိုရင်တော့အများကြီးရှိပါတယ်။ကျွန်တော်အမိုင်းရက်စေနေနဲ့ရုံကန်ဖွင့်လက်ခြင်းအတင်းသူတင်သားတွေကိုစီစီလုံးလုံးတက်ညီလက်ညီကျွန်တော်အပါဝင်ဥဆောင်ပြီးတော့လှုပ်ဆောင်သွားမယ်လို့ပြောချင်ပါတယ်။ တို့တို့အင်ချန်တီနဲ့ပတ်သက်တော့တည်တည်တည်တတ်တာတွေကို ရှင်းလင်းပေးဖို့ဒီအင်ချန်တီကိုကျင်းပတယ်ကျင်းပခြင်းဖြစ်ပါတယ်တင်းသူတင်းသားအဟောင်းတွေရောအစ်တွေရောကျွန်တော်တို့တွေပြောနော်စီရောမှုကြောင့်ကျွန်တော်တို့ဥက္ကဋ္ဌရံနေပြီးတော့စီမံပေးတာဖြစ်ပါတယ်ခုရတော့ပြီးတော့ကျွန်တော်တို့အင်ချန်တီနဲ့ပတ်သက်တော့ဘူသူတာတွေပို့ပြီးရတာပါနော်အတိတွေပို့ပြီးကျွဲတာပါနော်အဲ့တော့အင်ချန်တီနဲ့ပတ်သက်တော့မတည်သေးတဲ့အကြောင်းအရာတွေကိုကျွန်တော်တို့တရားမီးတော့နော်ရှင်းလင်းပေးတဲ့အတွက်မတည်သေးတဲ့သူတွေရဲ့ဒါတွေကိုညှောက်ဝေပေးခြင်းဖြစ်ပါတယ်ပေါ့နော် အင်ရှာနေတဲ့ပတ်သက်လို့ရှေ့ဆက်ပြီးတော့ကျွန်တော်တို့လက်တွဲမယ်ဆိုရင်ကျွန်တော်တို့ဘက်ကဝေခန့်ကြိုးဆိုပါတယ်ပြောချင်ပါလားအဲဒီလိုတွဲဆောင်ပွဲတွေကကျွန်တော်တို့အတွက်ဗဟုသုတတွေရပါတယ်နောက်ပြီးတော့သိလို့သမားလည်းမြင်မြင်ရတဲ့အတွက်ကြောင့်ကျွန်တော်တို့အတွက်ပညာရည်လည်းရပါတယ်ပေါ့နော်မသိတာလေးတွေအုတ်ကြီးကအကုန်လုံးရှင်းလင်းတင်ပြပြီးတဲ့အတွက်ကြောင့်ကျွန်တော်တို့ညမ်းကိုကျေးဇူးနဲ့တင်ရပါတယ်ခင်ဗျဟုတ်ကဲ့ကျွန်တော်တို့ကတော့ဝဲသူအမျိုးမျိုးရောင်းသူအမျိုးမျိုးနဲ့တွေ့ရတယ်ပေါ့နော်ကျွန်တော်တို့ကအကျိုးဆောင်အနေနဲ့ဆိုတော့နှစ်ဖက်နှစ်လမ်းကိုညှိနှိုင်းဆောင်ရွက်ခြင်းတွေနဲ့ကျွန်တော်တို့သွားကြပါတယ်ခင်ဗျ ဒီလိုနဲ့ပဲကျွန်တော်တို့အဆင်ပြေအောင်ချောမွေးအောင်ပဲဟိုဆောင်ရွက်ကြရပါတယ်ဗျာဟုတ်အခက်ခဲရပါရှင်အခက်ခဲအနေနဲ့တော့ကျွန်တော်တို့မသိတဲ့အပိုင်းလေးတွေကိုဟိုလေ့လာအောင်မယ်ဆိုတာလေးတော့လိုအပ်တယ်ဆိုတာကိုကိုယ့်သူကိုသုံးသပ်မိတယ်ပေါ့နော်အဲအတွက်ကြောင့်အခက်ခဲတွေဖြေရှင်းဖို့အတွက်ကိုဆိုရင်ကျွန်တော်တို့ကမသိလို့ရှင်ကျွန်တော်တို့ရဲ့အကြီးပိုင်းတွေဥရေရေးအပိုင်းတွေမျိုးနယ်တွေကျွန်တော်တို့ကမင်းမြန်ရတယ်အဲ့ဒီအခက်ခဲလေးတွေဖြေရှင်းဖို့အတွက်ဆိုရင်တော့ကျွန်တော်တို့ကကိုယ်တိုင်လေ့လာရမယ့်အတွက်ကြောင့်ရောင်းသူဝယ်သူနှစ်ဦးနှစ်ဖက်မှာကျွန်တော်တို့အဆင်ပြေရေးညှိနှိုင်းရေးတွေအတွက်ကိုကျွန်တော်တို့ကအခက်ခဲဖြေရှင်းဖို့အတွက်ကိုကျွန်တော်တို့ကအခုက လာမဲ့အပတ်စဉ်သင်တန်းသင်တန်းတွေကိုတက်ဖို့လိုအပ်တယ်ပေါ့နော်ဒီအတွက်ကြောင့်ရောင်းဝယ်တွေမှာလည်းဒီအခက်အခဲတွေဖြေရှင်းနိုင်မယ်လို့ယုံကြည်ပါတယ်ခင်ဗျာအဲရောင်းဝယ်ပြီးပြုလုပ်တဲ့အခါမှာကတော့ဝယ်သူမေးတဲ့မေးခွန်းတိုင်းကိုကျွန်တော်တို့ဖြေရှင်းရတဲ့အခါလေးတွေပေါ့နော်ကျွန်တော်တို့အဲအဲ့အရာလေးတွေတော့ဟိုလေ့လာထားဖို့တော့လိုအပ်တယ်နောက်တစ်ခုကကျွန်တော်တို့မြို့နယ်မှာကထိုင်းနိုင်ငံမြို့နယ်ဆိုတာကကျွန်တော်တို့ကအဲလူအမျိုးမျိုးရောင်းနေတယ်ပေါ့နော်ဒီခရံမြေကအရန်ချပါပါတယ်ခရံမြေနောက်ပြီးဥယျာဉ်မြေတွေပေါ့နော်ဒါတွေကချပါတယ်အဲ့အတွက်ကြောင့် တို့ခြာဖွေတဲ့အခါမှာတော့ခက်ခဲတာလေးတွေရှိပါတယ်ခင်ဗျအဲအားလုံးအခုဒီနေ့တွေ့ဆုံပွဲကကျွန်တော်တို့လဆင်ပေါ့နော်လဆင်ကျွန်တော်တို့ဒီအစည်းအဝေးလေးလုပ်နေတာပေါ့နော်ဒီကျွန်တော်တို့ထဏမင်းမျိုးနဲ့ဥက္ကဋ္ဌမာရီစာဥက္ကဋ္ဌဦးထွန်းမြင့်ကိုရိုင်ကဦးစည်းဦးဆောင်ပြီးတော့ဒီမှာမိကုန်းလေးတွေဖြည့်ကြပေးတယ်အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့ကျေးဇူးတင်ပါတယ်လို့ကျွန်တော်ပြောချင်ပါတယ်ခင်ဗျ